ားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့အညူကြီးတဲ့ပန်ထွာဘယင်မနဲ့ယနေ့ချိန်ထိမပြတ်ပြေသေးတဲ့သူမရဲ့ချိန်စာအကြောင်းပဲဖြစ်ပါတယ်ဒီအကြောင်းအရာလေးကိုမတင်ဆက်သေးခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe နဲ့အားပေးသွားကြဖို့လည်းတောင်းဆိုပါရစေခင်ဗျာကတ္တဗဗျာရှင်လက်ထက်ကပန်ထွာဘယင်မဟာဘုရားရှင်ထံပေးလွှာလူရန်ပြီးဖြစ်လျာဘဝတိုင်းမှာ မဆိုင်မပြူးရပဲနဲ့ပြည်ပင်တွေအလိုလိုပေါက်လာပါစေမင်းတီမင်းနဲ့ပြည့်ပြည့်စုံစုံနေရပါစေဆိုပြီးဆုတောင်းခဲ့ဘူးပါတယ်သူမရဲ့ဆုတောင်းအတိုင်းပဲဘိတနုမျိုးမှာပြည်ပင်တွေအလိုလိုပေါ်ပေါက်လာပြီးသူမဟာလဲဘိတနုမင်းသမီးလေးဘဝကနေပန်ထွာဘယမအဖြစ်ကိုရောက်ရှိလို့လာခဲ့ပါပြီပန်ထွာမင်းသမီးလေးဟာထူးချွန်တက်မြတ်တဲ့အပြင်တိုင်းပြည်ချစ်စိတ်နဲ့ ဇာတိသွေးဇာတိမန်တွေဟာလည်းသူမရဲ့ရင်ထဲမှာအမြဲကိန်းအောင်နေပါတယ်။ဒီနေ့မှာတော့မင်းသမီးလေးဟာအထင်းတော်မိဦးလာဆက်တာတဲ့ဒေသီဖြော်ရီကိုတောက်သွင်းပြီးတလွန်ထက်မှလဲလျောင်းမှုပြင်းနေစင်မှာလေသာပရင်းပေါက်ကိုဖြန့်ကြည့်လိုက်တဲ့အခါဟဲ့မိဦးနေတော်ဆောင်းတော်မယ်နေဆောင်တဲ့အချိန်ကြည့်စောင့်နေဖို့အချိန်မရှိဘူးသွားမယ် တိုက်ရိုက်ခိုက်ရေးနဲ့စစ်ပညာသွားတင်ကြမယ်လို့အထင်းတော်ကို ပြောပြီးစစ်ပညာတင်သူထွက်လာခဲ့ပါတယ်။မိသနိုးတိုင်းပြည်မှာယောက်ျားသားတွေကမကမိန်းမသားတွေကပါစီရေးစီရအကုန်တင်ယူရပါတယ်။တချိန်မှာလိုအပ်လာခဲ့ရင် တိုင်းပြည်အတွက် လူတိုင်းတိုက်ပွဲဝင်နေအောင်ဆိုတဲ့အသည့်နဲ့ပေါ့။မင်းသမီးလေးကိုယ်တိုင်ကလည်းတက်တက်ကြွကြွနဲ့တင်ယူပါတယ်။ကုံဘဝတီမင်းကြီးကိုယ်တိုင်ကလည်း စီလီကျင်ရနေရာကိုကိုရင်တော်တမှုလီနန္ဒနဲ့အတူ လာရောက်ကြီးကျက်ကိုကွဲတော်မူပါတယ်ထွေးတော်ကုံမဝတီမင်းကြီးကိုမြင်တော့ခါပန်ထွာမင်းမီလေးဟာအော်ငါခမဲတော်အရင်ကဘယ်သူပါလဲဆိုပြီးတည်ကျင်စိတ်တွေပေါ်ပေါက်လာခဲ့ပါတယ်ဒါကြောင့်မေတော်ဆန္ဒမှုခိနန်းဆောင်ကိုတွားရောက်ပြီးမေးမြန်းခဲ့ပါတယ်မေတော်ဆန္ဒမှုခိကလည်းတက်ပြင်းချပြီးတမိတော်ရဲ့ဖခင်ဟာ မေရောစစ်ကုတဘီလိုမျက်စိပြန်မြင်ခဲ့တဲ့ဇူလသမဝဖြစ်ကြောင်းတမိုင်းကျောင်းနဲ့တကွာရှင်းပြလိုက်ပါတယ်ပြီးတော့ယတိပြည်မှာအကူတော်မဟာသမဝနဲ့ရောဆံပြီးတဲ့နောက်အင်းရှင်မင်းရဲ့ညီတော်ဇူလသမဝဘင်းဖြစ်လာတဲ့အခါမေရောကိုမိဖုရဲ့ကောင်းကြီးမမြောက်ပဲမကြီးတော်ဘေဒာကြီးကိုပဲမိဖုရဲ့ကောင်းမြောက်ခဲ့လို့လမ်းခွဲခဲ့ရကြောင်းပြောပြခဲ့ပါတယ်ဘေတနုမင်းသမီးလေးဟာ သူတို့မိသားစုတကွဲပြားဖြစ်ခဲ့ရတာဟာမိဖုရားကြီးဗေဒာကြီးကြောင်းအောင်လို့ဆိုကဗေဒာကြီးကိုသူတိတ်မုံကြောင်ပြောပါတယ်မေတော်ဆန္ဒမူခိကတနေ့မှာဗေဒာကြီးရဲ့သားတော်တရီခိတရာပြည့်ရှင်ဒုရဘောင်မင်းသားနဲ့ဗေဒနုမင်းသမီးလေးပန်ထွာတို့ဟာရန်သူဖြစ်လာမလားမိတ်ဆွေဖြစ်လာမလားမသိနိုင်တာကြောင့်လက်ယုံးကြီးနှလုံးကြီးပြေဝအောင်သာတင်ယူထားပါသမီးတော်လို့ဆုံးမပါတယ် control menu လေးတိုင်းပြည်လက်လည်းကြည့်ရှုပြီးတိုင်းရေးပြည်ရာတွေကိုတင်ကြားတဲ့အခါအဓိကကူညီသူကတော့တက်မှုလေးနန္ဒပေါ်နှလုံးရည်ပညာရည်ပြည့်ဝဖို့ကိုတော့ပညာရှိဘဘရတိကတင်ကြားပေးတာပါ control menu လေးကြောင်းပြောရမယ်ဆိုတို့တပောင်မင်းသားကလည်းမပါမဖြစ်ပေါ့သူတို့နှစ်ဦးဟာလူဘဝမရောက်ခင်ကဖိုဝင်းတောင်ပေါ်မှာပွေးဖူပွေးမလေးဖြစ်ခဲ့ဘူးပါလေ အဲ့ဒီဘဝတုန်းကမြက်စွာဘုရားရှင်လူကန်ကြွလာတာကိုမြင်တကောင်ငါတကောင်ကိုလာခေါ်ပြီးမှဖူးရမယ်လို့ခရစ်တစ္ဆာဆိုခဲ့ကြပါတယ်ဒီလိုနဲ့အစာရှာထွက်ကြတဲ့အခါပွေးဘူးလေးကဘုရားရှင်ကိုယင်တွေ့ပြီးမြကြီးလူပြီးမှ ပွေးမလေးကိုတွားခေါ်မယ်ဆိုပြီးပြောမယ်ကြံကမှမြက်စွာဘုရားကတာရုခေါ်ပါတယ်အဲ့ဒီအချိန်မှာပွေးမလေးရောက်လာပြီးအော် ငါတို့ထားခဲ့တဲ့ဂရီကိုဖျက်ရက်တယ်ငါ့ကိုလာမခေါ်ဘူးလို့တွေးပြီးပွေးဖို့လေးကို စိတ်နာသွားပါတယ်ဒီလိုနဲ့ဘုရားရှင်ကိုဥချပြီးပွေးမလေးကဖြစ်လျာဘဝတိုင်းမှာပွေးဖို့နဲ့မပေါင်းဖက်ရပါလို့လို့ဆုတောင်းပါတယ်ပွေးဖို့လေးကဩသူမှန်တရားကိုမသိလို့ဒီလိုဆုတောင်းတာပဲလို့တွေးပြီး သူကလည်းဖြစ်လျာဘဝတိုင်းမှာတိုင်းကြားပြီးကြားဖြစ်စေကမူ အတူပေါင်းဖက်ရပါလို့ဤလို့ဆုတောင်းခဲ့တယ်။မြတ်စွာဘုရားရှင်ကတင်လို့နှူးဟာနောင်တီခိတရာနဲ့ပေတနုတိုင်းပြည်ပေါ်ပေါက်လာတဲ့အခါငါဘုရားတာသနာကိုတည်တတ်အတွင်းရှိအောင်လုပ်ပေးမဲ့သူတွေဖြစ်ပါစေလို့ဖြားရိတ်ပေးတော်မူခဲ့ပါတယ်။အဲဒီဘဝကဆုတောင်းနေကြောင်းပဲဘွေးမလေးက ေဒနုပြည့်ရှင်ပန်ထွားပင်မဖြစ်လာပြီးဒုရဘောင်ဆိုတဲ့အတန်ကြာတာနဲ့ဘုံတီးစိတ်တွေပေါ်ပေါက်နေပြီမဲ့ဒုရဘောင်မင်းကတော့အမတော်ပန်ထွားကိုချစ်မြတ်နိုးစိတ်နဲ့မြင်ကျင်တိတ်ကျင်စိတ်တွေတစ်နှစ်ထက်တစ်နှစ်ပေါ်ပေါက်နေခဲ့ပါတယ်။